စေတနာသီးသားနဲ့ချမ်းသာခြင်းဆင်းရဲခြင်းကိုဖန်တီးတဲ့အရာလို့နားလည်ဟုတ်လားအဲ့လိုနားလည်မရှင်ဘုန်းတို့မကောင်းတဲ့စိတ်စေတနာတွေထားရဲမလားအကယ်၍ဖြစ်ပေါ်အောင်တောင်ဖြစ်ကြောမရှိဘူးတွေးမိတာနဲ့ဩငါကငါဆင်းရဲအောင်လုပ်လို့မရဘူးဆိုတော့လာမယ်နော်ဟုတ်တယ်မဟုတ်လားကောင်းတဲ့စေတနာတွေထားဖို့အတွက်ဘုန်းတို့အများကြီးလမ်းပွင့်သွားတယ်နော်ငါကငါအာဟုအာကရာပြုပါအာဂူအာရာရှိဖို့အတွက်ငါကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ဓာတ်တွေဖြစ်အောင်ဘုန်းတို့အများကြီးကြိုးစားကြမယ်။တို့အရေးပါတယ်နော်။ ဒါကြောင့်ကမ္မနိယာမဆိုတဲ့ပထမအမှန်တရားဒါကိုသိရင်အောင်မြင်မှုရမယ်နော်ဘယ်အဆင့်ရမလို့ဆိုတော့အကုသိုလ်ကံနည်းမယ်ကုသိုလ်ကံများမယ်အောင်မြင်မှုကအဲ့လိုသွားတာအကုသိုလ်ကံနည်းရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ဆင်းရဲနည်းတယ်ကုသိုလ်ကံများရင်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခများတယ်ဒီလိုသွားတာသစ္စာကိုသိတာနဲ့အောင်မြင်မှုဘလို့ရသွားတယ်ဆိုတာသူ့အဆင့်နဲ့သူနားလေရမယ်နော်နောက်ဒုတိယအဆင့်ဒုတိယသစ္စာကဘာလဲဆိုတော့ ဒီသဘာဝလောကကြီးထဲမှာပုဂ္ဂိုလ်တ attva ဆိုတာတကယ်ရှိတာမဟုတ်ဘူးဖောက်ပြန်မှုအစုအဝေးကြီးအစုအဝေးကိုခန္ဓာလို့ခေါ်တယ်ဖောက်ပြန်မှုကိုရုပ်လို့ခေါ်တယ်ရုပ်ခန္ဓာရူပေခန္ဓာဟုတ်လားရုပ်အစုအဝေးကြီးရှိတယ်ဖောက်ပြန်တယ်သူကကုပူရင်တစ်မျိုးအေးရင်တစ်မျိုးနော်အနေအထားတစ်မျိုးထဲမှာမရက်တည်နိုင်မှုဒီရုပ်ပိုင်းဆိုင်ရာအစုအဝေးကြီးကဒါရင်လားဆိုတော့မဟုတ်ဘူးဒီရုပ်ပိုင်းဆိုင်ရာအစုအဝေးကြီးကိုအမိပြုတ်ပြီးတော့ဖြစ်နေတဲ့ နန္တရားလို့ဆိုတဲ့နော်ခံစားမှုဘာဘာညာညာမှတ်ထင်မှု ဟုတ်လားအကောင်းဆိုအမျိုးမျိုး တုံ့ပြန်မှုသိမှုလို့ဆိုတဲ့ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့နံခန္ဓာနံအစုဝေလေးမျိုးခန္ဓာ၅ပါးပေါ့နော်စုလိုက်လို့ရှင်ပါတော့ရုပ်ရဲ့နံရဲ့ဒါပဲတကယ်ဖြစ်နေတာပုဂ္ဂိုလ်တတ္တဝါတကယ်မရှိဘူးဟုတ်လားချစ်သူမုန်းသူတကယ်မရှိဘူးယောက်ျားမိန်းမတကယ်မရှိဘူးကြီးသူငယ်သူတကယ်မရှိဘူး ဟုတ်လားတကယ်ဖြစ်နေတာဘာတုံးဆိုတော့ယုံတဲ့နာမည်ဖြစ်ပေါ်နေတာအဲ့ဒါအမှန်တရားကြီးပဲအဲ့ဒါ तू နည်းနည်းမြင့်သွားပြီနော်အဲ့ဒီအမှန်တရားကိုသိရင်နာမရူပပရိစ္ဆေဒဉာဏ်ကိုရတယ်လို့ခေါ်တာဟုတ်လားဒါဘုံဘုံတို့တိကိုတိအောင်လုပ်ရမယ်တနည်းအားဖြင့်အတန်းမတက်ရသေးဘူးဆိုရင် အတန်းတက်ရမယ်အတန်းဟုတ်လားနောက်တတိယသိရမယ့်အမှန်တရားကဘာလဲဆိုတော့ဒီဖြစ်ပေါ်နေတဲ့ယုံ nant သဘောင်ဝတွေဟာဘယ်ညာကဖြန့်စင်းလို့မှဖြစ်နေတာမဟုတ် နော်သူကသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့တဘာဝရှိရှိယုံ nant ကိုအကြောင်းခံပြီးတော့နောက်နောက်ယုံ nant တွေဆင်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့သဘောပဲတကယ်ကဟုတ်လားအဲ့ဒါလည်းပါတော့အမှန်တရားကြီးပဲအဲ့ဒီအမှန်တရားကိုသိရင်ဘာညာကိုရတယ်ခေါ်မလို့ပိစိယပရိဂဟညာဟုတ်ပြီနော်ကမ္မတက္ကဒါညာနာမရူပပရိစိရညာပိစိယပရိဂဟညာဟုတ်ပြီ ဲ့ဒီလိုအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသမဝတရားတွေဟာအနိစ္စဒုက္ခအနတ္တမျှတာဖြစ်တယ်လို့သိရင်ဒါဝိပဿနာဉာဏ်အဲ့ဒါလေးခုမြောက်သိရမယ်အမှန်တရားအနိစ္စဒုက္ခအနတ္တဟုတ်လားအနိစ္စဆိုတာဘာလို့အမြဲတမ်းပြီးဆုံးလိုက်နေတဲ့သဘောကိုပြောတာရက်တန့်လို့မရဘူးတားထားလို့လည်းမရဘူးထိန်းလို့လည်းမရဘူးသိန်းလို့လည်းမရဘူးထိန်းသိန်းနေဆိုနော် ထိန်းထားတယ်ဆိုတာဒီလိုလေးမဖြစ်အောင်တတလေးထိန်းထားသမ်းဟုတ်လားထိန်းထားသိန်းနေဆိုတာပါတော့ဟာဘီယူတဲ့ထဲထားလိုက်တစ်တာတဲ့ထဲထားလိုက်လွေးထောင်းတဲ့ထဲထားလိုက်ယုံနံကိုအဲ့လိုထိန်းထားသိန်းထားလို့မရဘူးယုံနံဖြစ်တာနဲ့မရှိတော့နောက်တစ်ထပ်ဖြစ်တယ်အဲ့ဒီဖြစ်လာတာမရှိတော့ခုဘုံဘုံရဲ့အတန်ကိုပဲသတိလေးထားကြည့်လိုက်ပေါ်ပေါ်ပျောက်ပျောက်ပဲသူကသွားနေထပ်ထပ်ဖြစ်နေတာပဲရှိနော်ခုလေးဖြစ်ခဲ့တာမရှိတော့ဘူးဒီလိုသွားနေတာယုံနံဟုတ်လားအဲ့ဒါပါတော့ ယုံနံတို့ရဲ့လက္ခဏာအိဋ္ဆာလက္ခဏာခေါ်တာပေါ့အဲ့လိုယုံနံကအမြဲတမ်းပျောက်ပြဲလိုက်နေတဲ့အတွက်ကြောင့်သူဒီကောင်းမွန်တဲ့သဘာဝမဟုတ်ဘူးဆိုတာအဲ့ဒါဒုက္ခလက္ခဏာကိုပြောတာအဲ့လိုအိဋ္ဆာဖြစ်တာဒုက္ခဖြစ်တာကိုအိဋ္ဆာမဖြစ်အောင် နော်ဒုက္ခမဖြစ်အောင်ဘယ်သူမှမလုံနိုင်ဘုံမလို့ရဲ့စိတ်ဆန္ဒကဒီတိုင်းဒီတိုင်းလေးယက်တည်နေခြင်းနဲ့အဲ့ဒီဆန္ဒလုံးဝမပြည့်ဘူးယုံနံကဒီတိုင်းဒီတိုင်းယက်ကိုမယက်ဘူးဟုတ်လား ဘုံတို့ရဲ့စိတ်ဆန္ဒကဘာလေးဖြစ်ရင်ကောင်းမယ်တင်ညာလေးဖြစ်ရင်ကောင်းမယ်တင်ယုံနာမှာအဲ့ဒီသဘောကပါမလာဘူးဘာဖြစ်ဖြစ်သူကပြီးသွားတဲ့အတွက်ကြောင့်တကယ်ကျင့်နဲ့ဖွယ်ရာအရာတွေမဟုတ်ဘူးဟုတ်လားအဲ့တော့အိိဆာဖြစ်တာဒုက္ခဖြစ်တာကိုအိိဆာမဖြစ်အောင်ဒုက္ခမဖြစ်အောင်ဘုံတို့ရဲ့စိတ်ဆန္ဒကဒီယုံနာရဲ့အပေါ်မှာဘာမှမလွှမ်းမိုးနိုင်ဘူးဘာမှဖြစ်အောင်လည်းမဖန်တီးနိုင်ဘူးအဲ့ဒါကိုအနတ္တလို့ခေါ်တယ်သဘောပေါက်ရလားအဲ့ဒီအိိဆာဒုက္ခအနတ္တကိုမြင်သစ္စာတရားရဲ့ စတုထမြောက်လဲပဲကိုဘုံဘုံတို့သိတယ်လို့ပြောရတယ်ဟုတ်လားကံကံရဲ့အကျိုးကိုသိတယ်ပုဂ္ဂိုလ်တ attva မရှိယုံနာမဲ့ဖြစ်နေတာလို့သိတယ်ဖြန့်စင်းလို့ဖြစ်နေတာမို့အကြောင်းမဲ့ဖြစ်နေတာမို့အကြောင်းအကျိုးသဘောလို့သိတယ်အနိစ္စဒုက္ခအနတ္တလို့သိတယ်ဟုတ်ပြီနော်အဲ့လို့ဆိုရင်နောက်ဆုံးအမြင့်မားဆုံးအနစ်ဆိုင်ဆုံးအမှန်တရားကဘာလဲဆိုတော့တစ္ဆာ၄ပါးမနက်ကအဲ့ဒါကိုပြောခဲ့တယ်ဘုံဘုံဟုတ်လားတစ္ဆာ၄ပါးအကြံဉာဏ်လေးပဲပြောရမယ် ဘဝမှန်ရင်ဘလို့ဖြစ်ချင်းမျိုးပဲဖြစ်ဖြစ်ဘလို့ဖြစ်နေတဲ့ဘဝပဲဖြစ်ဖြစ်ဘဝမှန်ရင်ဆင်းရဲခြင်းပဲဒါဟာအမှန်တရားပဲဒီအမှန်တရားကိုငွေကြီးနဲ့လည်းပဲကာကွယ်ပြောင်းလဲလို့မရဟုတ်လားအဲတခြားတခြားဘေးအရာနဲ့မှကာကွယ်ပြောင်းလဲလို့မရဘူးဘုရားတော်ဘုံဘုံကခေါင်းထဲမှာပေါ်တဲ့အကြောင်းအရာလေးတွေကိုဥမာနေနဲ့ပြောတာရှိတယ်။ဆွေးရမယ်ဆိုဘုံဘုံတို့အလွန်ယုံရှာဆက်စုပ်ဖွဲ့ခေါင်းနဲ့အနက်မကောင်းတဲ့မစင်ကျင်ကြီးကိုနော် ရှင်နေပါနဲ့နည်းနည်းရောပြီးတော့သူ့ကိုလူယုတ်ကလေးတွေလှုပ်ထားပြီးရင်ပတ္တိလေးပါလေးကင်ဆေးရောင်စုံလေးတုတ်ထားနော်ကြည်လိုက်ရင်တော့လူလေးတွေပုံစံအမျိုးမျိုးအရောင်မျိုးမျိုးနဲ့ဟုတ်လားဘာပဲမတူတာလဲဆိုတော့အရောင်နဲ့ပုံတရံမဲမတူတာတကယ်အထေအထေတရအမာကန်ကဘာနဲ့တိဆောက်တာတော့မစင်နဲ့တိဆောက်တာဘဝလည်းအဲ့ဒီတိုင်းပဲ လူဆိုတဲ့အရာဖြစ်ခြင်းဖြစ်မယ်။နတ်ဆိုတဲ့အရာဖြစ်ရင်ဖြစ်မယ်။မြန်မာဆိုတဲ့အရာဖြစ်ရင်ဖြစ်မယ်။လူမာလည်းအရာမျိုးမျိုးရှိနိုင်အောင်ပဲပေါ့နော်။တရိษံဆိုတဲ့အရာလည်းဖြစ်ရင်ဖြစ်မယ်။ပြိတ္တာဆိုတဲ့အရာလည်းဖြစ်ပြီပဲ။သို့တော့သေချာတာကသူကဘာနဲ့တိဆောက်လဲဆိုရုံနံနဲ့ပဲတိဆောက်ထားတာ။မမြင်တဲ့အရာနဲ့ပဲတိဆောက်ထားတဲ့အတွက်ကြောင့်တကယ်ကျင့်တတ်ဖွယ်ရာအရာတွေမဟုတ်ဘူးဆိုတဲ့ဒီသဘောကိုပြောတာ။ဟုတ်လား။ဒါကြောင့်ဘဝဟာဒုက္ခသစ္စာမျှတာဖြစ်တယ်ဆိုတာနံပါတ်1အမှန်တရား။ဟုတ်လား။ အဲ့ဒီဒုက္ခသစ္စာဘဝကဘာကြောင့်ဖြစ်လဲဆိုရင်ဒုက္ခဖြစ်နေတဲ့ဘဝကိုဒုက္ခဖြစ်မှမသိတဲ့အတွက်ကြောင့်သူ့ပေါ်မှာလိုခြင်းမိတယ်မမောမိတယ်လို့ဆိုတဲ့တဏှာလောဘဖြစ်လာရတယ်အဲ့ဒီတဏှာလောဘသီးပင်လည်းဘဝဒုက္ခကိုထပ်ပြီးတော့ဖြစ်စေတဲ့အရာပဲဒုက္ခသမုဒိယသစ္စာနံပါတ်1အမှန်တရားဆိုတာအဲ့ဒါလောဘသည်ဒုက္ခကိုဖန်တီးတဲ့အရာဒါအမှန်တရားနော်လောဘခြုံငိမ့်ရင်ဒုက္ခခြုံငိမ့်မယ်ဒါလည်းအမှန်တရားလောဘခြုံငိမ့်ပြီးတော့ဒုက္ခခြုံငိမ့်တဲ့အနေအထားကိုရောက်ဖို့အတွက် အမြင်မှန်တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးကိုပွားများရတယ်။အဲ့ဒီမဂ်ကင်၈ပါးဆိုသောလမ်းသည်အငိမ့်တဲ့နိဗ္ဗာန်စီကိုဆိုက်ကိုဆိုက်သွားစီမဲ့ရောက်ကို ရောက်သွားစီမဲ့လမ်းမဲ့အဲ့ဒါလေအမှန်တရားလေးခုမြောက်အမှန်တရားအမှန်တရားကြီးမဲ့တစ်ချက်တော့လေးချက်ပဲနော်ငါးခုမြောက်အမှန်တရားကိုပြောနေတာနော်ကံကံရဲ့အကျိုးကိုတည်တယ်ယုံနာမဲ့ရှိတာလို့တည်တယ်ပုဂ္ဂိုလ်တ attva မရှိဘူးပေါ့နော်ပြီးတော့ဗာလဲ ဖြန့်စင်းလို့အကြောင်းမဲ့ဖြစ်နေတာလည်းမဟုတ်ဖြန့်စင်းလို့ဖြစ်နေတာလည်းမဟုတ်အကြောင်းအကျိုးသဘောလို့သိတယ်အနေဆာဒုက္ခအနတ္တလို့သိတယ်အခု၅ခုမြောက်အဆင့်ကျတော့ဘာသိတာလို့သစ္စာ၄ပါးကိုသိတာအဲ့ဒီသစ္စာ၄ပါးကျတော့သူကအမှန်တရားကဘယ်လိုပြောရမှာလဲဆိုတော့အဆုံးစွန်အမှန်တရားလို့ပြောကြပါဆိုသူ့ကိုသိသွားပြီဆိုလို့ရှိရင်သိတဲ့လူရဲ့စိတ်ဟာလုံးဝဖြူရှင်တန်ရှင်းသွားအစဉ်စဉ်လုံးဝဖြူရှင်တန်ရှင်းသွားပထမအဆင့်သောတပတိမေညာနဲ့သိမယ်ဆိုလို့ရှိရင်တော့ နော်တက္ကာယဒိဋ္ဌိလို့ဆိုတဲ့ယုံ nant ပုံမှာပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့အညစ်သေးဆုံးအညစ်အကြေးကိုပြောင်းရှင်အောင်စေချောနိုင်အဲ့ဒီစေချောခြင်းရဲ့ရလက်ကဘာလဲဆိုတော့သူ့ရဲ့အနာဂတ်မှာအပယ်ဆိုတာမရှိသူနဲ့အနာဂတ်နဲ့လုံးဝဇယားပြတ်သွားငါသူနဲ့အပယ်နဲ့ဟာလုံးဝဇယားပြတ်သွားဟောအောင်မြင်မှုရတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဒါအဆုံးစွန်အောင်မြင်မှုအမြင့်မားဆုံးအောင်မြင်မှုကအဲ့ဒါပဲနော်ဘာကြောင့်တ attva တူဦးတယောက်တည်း သူ့ရဲ့အနာဂတ်မှာမကောင်းတာတွေဘာမှမဖြစ်တော့တဲ့အနေအထားတေချာရည်ရတဲ့အနေအထားကိုရောက်သွားတာလေသူ့ရဲ့အောင်မြင်မှုကဘာကြောင့်အဲ့လိုကြီးသွားတာလဲဆိုရင်တစ္ဆာကိုအဆုံးစွန်သိသွားလို့ဟုတ်လားသူ့ရှိကတစ္ဆာအမှန်တရားလေးတွေကလည်းသိရင်သိသလောက်အောင်မြင်မှုကလည်းအနိုင်အမြင့်အမျိုးမျိုးရှိနေတယ်ကံကံရဲ့အကျိုးကိုသိရင်ရရှိတဲ့အောင်မြင်မှုကတစ်မျိုးရုံနာမဲ့ဖြစ်နေတာပုဂ္ဂိုလ်တ attva ရှိတာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုသိရင်ရရှိမဲ့အောင်မြင်မှုကတစ်မျိုးဟုတ်လား အကြောင်းအကျိုးဆိုတဲ့အမှန်တရားကိုသိရင်ရရှိမဲ့အောင်မြင်မှုဟာတစ်မျိုးအနိစ္စဒုက္ခအနတ္တကိုသိရင်ရရှိမဲ့အောင်မြင်မှုဟာတစ်မျိုးအခုဘုန်းဘုန်းကအမြင့်ဆုံးကိုပြောတာနော်သစ္စာလေးပါးကိုတကယ်သိရင်ရရှိမဲ့အောင်မြင်မှုဟာဘယ်သောခါကာလမှပြန်လဲကြရှုံးခြင်းမရှိတဲ့အောင်မြင်မှုဟုတ်ရဲ့လားအဲ့ဒီလိုအောင်မြင်မှုမျိုးတွေကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ခုရှိတယ်ယောသဟတံသဟတေနသင်္ကာမေမာနုတိစီနေဧကင်စဇေယမတ္တနာတဝေသင်္ကာမဇုတ်တမော ့လူတယောက်ကစွန့်ရည်တတိကြီးမာလွန်းလို့ရန်သူတသန်းကိုသူတယောက်ထဲနဲ့အနိုင်ခြေမုံပြစ်လိုက်နိုင်တော်လိုက်တာနော်ဒါပေမဲ့လူတယောက်ကတော့အဲ့ဒီလိုအောင်မြင်မှုမျိုးမရဘူးသို့တော့သူစိတ်ကိုသူတကြိမ်တခါမြအနိုင်ရလိုက်တယ်ဟုတ်လားအေကင်စဇေယမတ္တန်တကြိမ်လောက်ကိုကိုကိုအနိုင်ရတယ်တကြိမ်လောက်ကိုကိုကိုအနိုင်ရတယ်ဆိုတာအကုသိုလ်မဖြစ်အောင်လှုပ်လိုက်နိုင်တာတနည်းအားဖြင့် ုသိုလ်ဖြစ်အောင်လှုပ်လိုက်နိုင်တာအဲ့ဒါဟာကိုကိုကိုအနိုင်ရဆိုရမှာဆိုကုသိုလ်ဖြစ်နေတဲ့အချိန်ဟာကိုကိုကိုအနိုင်ရတဲ့အချိန်ကိုရဲ့ပင်ကိုယ်သဘောကကုသိုလ်မှာမပျော်ဘူးစိတ်ရဲ့သဘောကတမင်လှုပ်ယူရတာဒါကုသိုလ်လေးရလိုက်တာအောင်မြင်မှုရတာတကယ်ကနောက်တစ်ခုကအကုသိုလ်ကိုရှောင်နိုင်တာလည်းပဲအောင်မြင်မှုရတာသူလှုပ်ချင်တာယူကိုကလှုပ်ခွင့်မပေးဘူးမင်းလှုပ်မင်းမဲဆင်းရဲမှာမလှုပ်နဲ့ဆိုတာမျိုးကုသိုလ်ကြတာမင်းလုံမင်းလုံရင်မင်းချမ်းသာမယ်ဆိုတဲ့သဘောမျိုးနဲ့သူကသွားတယ်။တပုံးတို့ အကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင် လုံနိုင်ခြင်းတည်တကယ်တမ်းကဘာလို့ကိုကိုကိုအနိုင်ရတာအဲ့ဒါမြတ်စွာဘုရားကိုကိုကိုအဲ့လိုတစ်ချိန်လုံးမြန်နိုင်မယ်ဆိုရင်တောင်ရန်သူတသန်းကိုအနိုင်ရတဲ့လူထက်သူ့ရဲ့အောင်မြင်မှုသူ့ရဲ့အနိုင်ရမှုကပိုမှုပြီးတော့မျက်နှိုးပေါ်ရရှိတယ်။တဝေသင်္ကာမဇုတ်တမောတဲ့အောင်မြင်မှုထဲမှာအဲ့ဒီအောင်မြင်မှုဟာအကြီးဆုံးလို့ပြောတယ်။ဘယ်သူ့ကိုအောင်မြင်တာလဲ။ကိုကိုကိုအောင်မြင်တာ တော့ဘုံဘုံတို့ကကိုကိုကိုအောင်မြင်ခြင်းနဲ့ဆိုရင်အမှန်တရားကိုမြင်အောင်ကြည့်ရမယ်။အခြေခံအပြင်ဘာကိုမြင်ရမလို့စေတနာရဲ့စွန့်ရည်တက်တီကိုမြင်ရမယ်နော်။ငါမကောင်းတဲ့စိတ်ထားလို့တော့မရဘူး။ဒါခိုင်ခိုင်မာမာဘုံဘုံတို့မှာဒီဆုံးဖြတ်ချက်ရှိကိုရှိနေရမယ်။ငါကောင်းတဲ့စိတ်ထားမှဖြစ်မယ်။ငါဘဝရဲ့ချမ်းသာခြင်းဆင်းရဲခြင်းကငါစိတ်ထားပေါ်မှာမူတည်နေတာဆိုတာဘုံဘုံတို့ပိုင်ပိုင်နိုင်နိုင်ဘာလို့ရမလို့နားလေထားမယ်။အဲ့ဒီနားလည်မှုမြင့်ရင်မြင်တော့ဘုံတို့အကုသိုလ်နေမယ်ကုသိုလ်များမယ်ရပြီအဲ့ဒါအောင်မြင်မှုရတော့တာပဲ။ ဟုတ်လားအစင်းစင်သွားမယ်နော်နောက်ဆုံးဘယ်အထိဘုံတို့အောင်မြင်မှုရအောင် လုပ်မလို့သစ္စာလေးပါးကိုတိတဲ့အစင်းအထိရအောင်လုပ်ပြီးတော့နောက်ဆုံးဘဝရဲ့ပေါ်မှာအောင်မြင်သွားတဲ့သဘောအဲ့ဒါကဘာလဲအမြင့်ဆုံးပြောရရင်ကိလေသာတွေအကုန်လုံးကိုုံသွားအောင်လုပ်လိုက်တယ်အဲ့ဒါသစ္စာလေးပါးကိုနော်၄ချိန်၄မဲ့၄ဖို့ဟုတ်လားမဉဏ်၄ပါးနဲ့တိတယ်နောက်ဆုံးအရတ္တမဉဏ်နဲ့သစ္စာလေးပါးကိုတိလိုက်ပြီဆိုတော့ဘာဖြစ်သွားတော့ ကိလေသာတွေအကုန်လုံးသေပေးရပြန်လဲမရှင်းသန်းတော့ခြင်းဖြင့်ပြန်လဲမရှင်းသန်းနိုင်တော့အောင်เนาะလှုပ်လိုက်ခြင်းအဖြစ်တက်လိုက်ခြင်းအဖြစ်တက်လိုက်နိုင်တယ်အဲ့ဒီရရှိမှုအောင်မြင်မှုကအရင်ကြီးကြီးတယ်ဘယ်ထိသွားအောင်ဆိုဘာဘဝဒုက္ခမှာမဖြစ်တော့အဲ့ဒီကြာတော့မှအောင်မြင်မှုအစ်စ်ကိုရတာเนาะဘုရားဖြစ်တော်မြတ်စွာဘုရားဥရန်ကျူးတာလေဟုတ်လားအောင်မြင်မှုအစ်စ်ကိုရတာဘုရားဥရန်ကျူးတာကြားဦးတယ်မဟုတ်လား အနေကဇာတိတန်တာရံတန်တာဝိတံအနိဗိတံကဟကာရာကဝေတံတော့ဒုက္ခဇာတိပုဏ္ဏပုဏ္ဏဒုက္ခဇာတိပုဏ္ဏပုဏ္ဏထက္ခထက္ခဘဝတွေဖြစ်ဖြစ်နေရခြင်းဟာဆင်းရဲတယ်တဲ့ဘာလို့ဒီဆင်းရဲတဲ့ဘဝတွေထက်ထက်ဖြစ်နေရလဲလို့သူစဉ်းစားတာအကြောင်းတရားကိုရှာမတွေ့ဘူးမတွေ့သေးသမျှလည်းဘဝတွေကထက္ခထက္ခမရေမတွေ့နိုင်အောင်ဖြစ်နေရတယ်နောက်တော့အတိညာဉ်တူကိုရတဲ့အခါမှာဒီဘဝဒုက္ခတွေဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုသူမြင်တယ်လောဘ ဒီကောင်ကြောင့်ဒုက္ခဖြစ်တာလို့သိတယ်သူကအဲ့ဒါသိတာနဲ့အဲ့ဒီလောဘကိုပယ်ပြီးသားဖြစ်တယ်သူကတကယ်သိတာဟုတ်တူတူကလောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတာအပြောပဲပြောနေတာနားပဲထောင်နေတာတကယ်လောဘဒုက္ခကိုဖန်တီးတယ်လို့ထဲထဲဝင်ဝင်ဘုံဘုံတော့မသိသေးဘူးသိမယ်ဆိုရင်အဲ့ဒီလောဘပဲရှိမှာတော့သဘောပေါက်လားဘုံဘုံပြောတာဟုတ်အဲ့ဒီမှာမြတ်စွာဘုရားကဥဒန်းကျူးတာလောဘကြောင့်ဒုက္ခဖြစ်တယ်ဆိုတာကိုလည်းငါသိလိုက်တဲ့အခါကျတော့လောဘဟာဒီဒုက္ခခန္ဓာအိမ်ကိုဆက်ပြီးတော့ မတီးဆောင်နိုင်တော့ဘူးဒါကြောင့်ဒီဒုက္ခဘုံကြီးကိုငါအကုန်ဖြိုဖျက်ပစ်လိုက်ပြီဒုက္ခအိမ်ကြီးကိုငါဖြိုဖျက်ပစ်လိုက်ပြီငါမှဘာမှမကောင်းတာတွေဆင်းရဲတာတွေမရှိတော့ဘူးငါအောင်မြင်မှုအစ်စ်ကိုရပြီလို့အဲ့ဒီကြမှာကြွေးကြော်တာဟုတ်လားတော့ဘုံမတို့အခုလောကီလို့နော်စီဝါရေးလို့လို့စီဝါရေးရတယ်ဆိုလဲဒါအောင်မြင်တယ်ပြောရတာပေါ့နော်စီဝါရေးနေပယ်မှာဟာဒီလိုကအောင်မြင်တယ်မပညာရေးမှာဘွယ်တွေဘာတွေအများကြီးရဆိုဩပညာရေးမှာအောင်မြင်တဲ့လူပြောကြတာရှိတယ်နော် မဟုတ်ဘူးဘုံဘုံကဆိုလိုတာမဟုတ်ဒီအောင်မြင်မှုတွေကအမြဲထာဝရရရှိနေတဲ့အောင်မြင်မှုတွေမဟုတ်အခမ်းမသိရင်မသေးခင်မှာတောင်ပြတ်သွားနိုင်တယ်ဟုတ်လားသေချာတာကတော့သေပြီဆိုတာနဲ့ဒီရရှိထားတဲ့အောင်မြင်မှုတွေဟာတခန့်ရက်သွားပြန်ရောပြီးသွားတစ်ကနေပြန်ပြီးတော့စရပြန်အောင်ပဲဟုတ်လားဒါကြောင့်လောကီရရှိတဲ့အောင်မြင်မှုတွေဟာအမြဲတမ်းကြာရှုံးသွားနိုင်တဲ့အန္တရာယ်ရှိတယ်ဟုတ်လား ပြန်လဲမကြရှုံးနိုင်သောအောင်မြင်မှုဆိုတာမဉဏ်ပုံညာရတဲ့အနေထားကိုရည်ရွယ်တာ